မကွေးတိုင်းထီးလင်းမြို့နယ်တဲကအလဲပန်းကျေးရွာကိုစစ်ကောင်စီတပ်ကမတ်လ20ရက်နေ့မနက်2နာရီဝန်းကျင်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံတချို့နဲ့အိမ်မွေးဒရိစံတချို့ထိခိုက်သေးဆုံးခဲ့တယ်လို့လူနေအများအပြားလဲထိခိုက်ပျက်စီးကုန်တယ်လို့ထီးလင်းပကဖကပြောပါရယ် ။ပြည်သူတွေအိမ်မောကြနေတဲ့အချိန်ညနေပိုင်းမှာမကွေးလီတပ်ကနေတက်လာတဲ့ Jet Fighter ကပေါင်200ဘုံကျေးချပြီး Rocket တွေအပြင်ဆက်တနက်တွေနဲ့ပါပစ်ခတ်သွားလို့ဒေသခံ၄ဦးသေဆုံးပြီး25ရာလောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကအဲ့ဒီထဲမှာစိုးရင်ရတဲ့သူ900လောက်ရှိတယ်လို့ထီလင်းပါကဖာရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်။ ဖုံးကျဲတိုက်ခိုက်မှုကြောင့်လူနေ90ကျော်လောက်ပျက်စီးခဲ့ရပြီး10လုံးကတော့လုံးဝနေပါမီးလောင်သွားကာရွာထဲမှာမကွဲသေးတဲ့ဘုံတွေလည်းရှိတာကြောင့်ဒေသခံတွေကရွာပြင်နဲ့တခြားနေရာတွေမှာပြောင်းရွှေ့နေနေရတယ်လို့လည်းဆိုပါတယ်။မြေပြင်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့လေကြောင်းကနေတိုက်ခိုက်ခဲ့တာဖြစ်ပြီးရောနေဘက်မှာနေတိုင်းလိုလိုတိုက်ခိုက်ခံနေရတယ်လို့ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတအုပ်က TV ကိုပြောပါတယ်။ စကိုင်းတိုင်းနဲ့ချင်းပြည်နယ်တွေနဲ့ထိစပ်နေတဲ့မကွေးတိုင်းအထက်ပိုင်းကရောဒေတာဟောင်းမကွေးတိုင်းအတွင်းတော်လိုင်းအင်အားကောင်းတဲ့ဒေတာတစ်ခုဖြစ်ပြီးစစ်တပ်ကဆက်သွယ်ရေးလိုင်းတွေလည်းဖြတ်တောက်ထားတယ်လို့သိရပါပါတယ်ရှင်။